ုနကကျွန်တော်ပြောမလို့ဒီနေရာမှာကျွန်တော်တက်စီတောင်3လုံး4သူ့ရဲ့တပွဲကြုံမှာခွန်ထိတ်နော်သူကနေအပေါ်ကိုတက်သွားလိုက်လို့ပဲတက်စီတောင်3လုံးဒီမှာ4လို့ရတယ်တပွဲကြုံမှာ8ထိတ်နော်ခွန်ထိတ်8ထိတ်အခုတခါကျွန်တော်တို့ဒီမှာတက်စီတောင်3လုံး4သူ့ရဲ့တပွဲကြုံကျွန်တော်တို့6ထိတ်နော်အဲ့ဒီ6ထိတ်နဲ့ကျွန်တော်အဲ့ဒီ site ထဲမှာတွဲရိုက်မိကနေတကွက်ကျွန်တော်ပြအဲ့ဒီ6ထိတ်ကိုမနေ့ကလည်းကျွန်တော်6ထိတ်ပြပြီးသားပါ အဲ့ဒီမှာတဲ့သူကအဲ့ဒီ line နဲ့မှာကျွန်တော်တို့ဒီ988เนาะ988ဆိုတဲ့ခဏကအဲ့ဒီနေ့တည်းမှာပြန်ကြเนาะ958ပြန်ကြကြကြပြီးတယ်အဲ့ဒီသူ့ဇောင်းမှာရှိတဲ့ခဏက哦ဒိုင်ပိတ်တယ်တဝက်ကြီးပဲယော့တယ်哦အဲ့ဒါကြောင့်ဖွင့်တွေ့ကြီးတော့မှတဝက်ပဲယော့တယ်อืมအဲ့ဒီခဏကသူ့ရဲ့ စောင်းပြညာကဏ္ဍရဲ့စောင်းကကဏ္ဍကသူကနေပြီးတော့1 2 3 4 5 6 9နှစ်เนาะအဲ့ဒီ5 5 6ဆိုတဲ့ကဏ္ဍကသူကနေပြီးတော့1 2 3 4 5 6 9နှစ်မြောက်ထဲမှာသူကထွက်တယ်ထွက်တော့အဲ့ဒီကောင်6ထိပ်စီအောင်မှသူထွက်တယ်เนาะ6ထိပ်စီအောင်မှသူထွက်တယ်5 5 6တခါကျွန်တော်တို့အခု တခါဒီမှာ9395နော်9395ဆိုတဲ့ကနေပြန်ရကြကြပြရတယ်သူ့ဆောင်ရကနေဒီမှာကျွန်တော်တို့ရေးလိုက်တော့2 4 6 8နှစ်နော်8နှစ်မြောက်ကိုသူတွားထွက်တာအခုဒီမှာကြတော့6နှစ်မြောက်သွားထွက်ပြီနော်ဒီပြညာခဏရဲ့ဆောင်ကောင်1 2 3 4 5 6နော်6နှစ်မြောက်မှာသူတွားထွက်မယ်ကိုထိတ်စီအောင်မှာသူတွားထွက်ဒီကနေ6နှစ်မြောက်နော် အဲ့တော့ခုနှစ်နှစ်ကျွန်တော်တို့ဒီကဏ္ဍဒီခုနှစ်နှစ်သွားထွက်တယ်ဒီပညာကဏ္ဍဆောင်အကောင်ဒီ6နှစ်မြောက်သွားထွက်တယ်ဒါဆိုရင်အခုကျွန်တော်တို့ဒီမှာ938ပြန်ကြကြတာလားရှိနော်အဲ့ဒီပြန်ကြကဏ္ဍကဆောင်မှာ935ဒီ1 2 3 4 5နှစ်မြောက်ဒီနှစ်တည်းကိုဒီပွဲကိုကျွန်တော်တို့ကိုထိတ်စီးနဲ့ထဲ့တော့နော်အဲ့ဒီကွာတနှစ်ချော့နဲ့ပို့လာတဲ့ခဏပြီးခဲ့တဲ့ပွဲကအဲ့တနှစ်ချော့နဲ့ကိုကျွန်တော်တွေ့ရတာနဲ့မပြလိုက်တာရှိတယ်အဲ့ဆိုင်ပြီးမှကျွန်တော်ပြန်ပြောပြမယ်နော် ပြန်ပြောပြမယ်ဆိုတော့သူကဒီဒီပြန်ကြာခဏန်းဆောင်အကောင်ဒီခုနှစ်နှစ်မြောက်ကိုသူတွားထွက်လိုက်တော့ကိုထေစီရဲ့အောက်မှာသူထွက်တာဟုတ်တယ်နောက်တစ်ခါအရှိနှစ်နှစ်ကျော်မှာ633လို့တက်စီ3လုံးထောင်ထားတဲ့ဆောင်မှာသူထွက်တယ်နော်အဲ့ဒီမှာ633เนาะ633ပြီးတော့တစ်ခါဒီပြန်ကြာခဏန်းရဲ့ဆောင်အကောင်က6နှစ်မြောက်တွားထွက်တော့ကိုထေစီအောက်မှာထွက်တယ်နောက်တစ်ခါဒီမှာသူတို့ထွက်တော့နှစ်ပွက်ထွက်တယ်နော် ထွက်တော့633ပြီး622လို့ထည့်စီ6ထည့်စီအောက်မှာနှစ်ထည့်နှလုံးထောင်း6ထည့်ဒီအောက်မှာ3ထည့်နှလုံးထောင်းနဲ့633နဲ့အချိန်တိုင်းเนาะ6ထည့်ဒီအောက်မှာနှစ်ထည့်နှလုံးထောင်းနဲ့622နဲ့အချိန်တိုင်းမှာဒီကဏ္ဍပြန်ရဆောင်ရကဏ္ဍလာထည့်တယ်လာเนาะအောက်ကကောင်းကိုကြည့်ရင်5ထည့်စီအောက်မှာသူထည့်သွားတာနှစ်မျိုးလုံးတက်ဒါဆိုရင်ကျွန်တော်တို့ဒီကဏ္ဍအခု5ထည့်စီအောက်မှာကျွန်တော်တို့ထည့်လို့ရတယ်လို့ဒီမှာ6 1 1ဆိုပြီး6ထည့်ဒီအောက်မှာเนาะ1ထည့်စီနှလုံးထောင်းထားတဲ့မြင်းကုန်ဒီဘွဲမှာ ကိုထိတ်စီနဲ့953ဆိုတဲ့ကနေတော့ထည့်လို့ရတယ်နော်တွက်ဒီအထောင်သုံးလုံး၄တပွဲကျော်ခွန်ထိတ်အထောင်သုံးလုံး၄တပွဲကျော်၈ထိတ်အထောင်သုံးလုံးအထောင်သုံးလုံး၄တပွဲကျော်ကိုထိတ်ဆိုရင်ဒီကနန်းကိုကျွန်တော်တို့ကိုထိတ်နဲ့953လို့ကျွန်တော်တို့ထည့်လို့ရတယ်နော်အဲ့ဒီကိုထိတ်ကတခြားလိုင်းတွေလည်းရှိပါသေးတယ်ကျွန်တော်မပြောတော့နော်အဲ့တော့ကျွန်တော်တို့ကြာကျင်တဲ့ကနန်းဒီကနန်းကကျွန်တော်ကတ်ထဲမှာဒူအောလို့ကျွန်တော်ထည့်ပေးလိုက်ပါเนาะဒူအောကနန်းကိုကျွန်တော်စောကြီးပြလိုက်တယ်အဲ့တော့စော်မဲ့ကနန်းကို ဒီဘွဲ line ပေါ်ကိုတင်ပေးခြင်းမှလည်းတင်ပေးမယ်။ကဏ္ဍကတော့တင်ပေးမှာပါနော်။ကဏ္ဍကတော့တင်ပေးမယ်။ထွက်တဲ့နေ့ကျရင်ကျွန်တော်တင်ပေးမယ်။ပြီးတော့ဒီကဏ္ဍကကျွန်တော်ညှိုးထားတာပြီးခဲ့တဲ့ဘွဲကကျွန်တော်နားပြီးတော့ကိုကျွန်တော်ဒီဘွဲကိုအတွက်ကိုကျွန်တော်ညှိုးထားတဲ့ကဏ္ဍ။ကဲတော့ထားလိုက်တော့နော်။စောစောလိုချင်ရင်တော့ကိုနီကိုဟန်နဲ့ရအောင်ယူဖို့အဲ့တော့ကျွန်တော်ပြောဖို့ပါတယ်ဒီ line ကเนาะကျွန်တော်တို့၅ဆုံးခုနှစ်က၅ဆုံးခုနှစ်85 နော်ဒီမှာ94 95ခု5ဆုံးခုနှစ်ကခွန်ခါအပူခွားရဲ့အောက်မှာနောက်ပေါင်း9ကျတယ်နော်အဲ့ဒီနောက်ပေါင်း9 45အတွဲသည်5ဆုံးကနေ5ဆုံးခုနှစ်ထဲမှာနောက်ပေါင်း9လို့စကြရင်45အထိုင်မပြောင်းဘူးနောက်ပေါင်း9တွဲကျတယ်နော်ကျတယ်ကြပြရတယ်အဲ့ဒီ9နောက်ပိတ်ဒီအဲ့ဒီ9နောက်ပိတ်ဒီအဲ့ဒီနှစ်ထဲမှာ9နောက်ပိတ်ကအဲ့ဒီနှစ်ထဲမှာဈားထဲမှာ9နောက်ပိတ်ဆိုတာတလုံးမကိုသူမထွက်မထွက်ဘူးမထွက်ဘူးမထွက်ဘူး เนาะမတော်ဘူးအဲ့ဒီ9နောက်ပိတ်ဒီမှာလာထွက်တော့9ကို8ဆိုပြီးပြီးထွက်တယ်เนาะကျွန်တော်တို့တစ်ထိတ်စီးရဲ့2နှစ်ကျော်မြင်းကုန်မှာအဲ့ဒီ9နောက်ပိတ်လို့လာထွက်တယ်အဲ့တော့အဲ့ဒီ9နောက်ပိတ်ထွက်တော့မယ်ဆိုရင်အဲ့ဒီ9နောက်ပိတ်ထွက်တော့မယ်ဆိုရင်ねသူကအဲ့ဒီတစ်ထိတ်စီးရဲ့2နှစ်ကျော်မှာထွက်မှာမို့လို့တစ်ထိတ်စီးရဲ့အောက်နှစ်ပွဲကျော်မှာ9နောက်ပိတ်8ခါ9ထိတ်9 8 9ဆိုပြီးတော့ဒီလိုစောင်းထိုးခဲ့ အဲ့ဒီ56ဆိုတဲ့9နောက်ပိတ်ကလေးကဒီတစ်ထိတ်စည်းရဲ့နှစ်နှစ်ကျော်မြင်းကုန်မှာ9နောက်ပိတ်လို့သူပြန်ကြလိုက်တာ ਨੇ 56ဆိုတဲ့ခဏကို56လို့သူသွားထွက်နော်သွားထွက်တယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒုတိယကတ်ကိုသွားတော့95ခုနှစ်မှာခွန်အလဲတိုင်းရဲ့အပူအခွရဲ့အောက်နော်ခွန်လဲတိုင်းအပူအခွရဲ့အောက်မှာ ခုနက9ပိတ်ပြီးတော့ဒီမှာ4ပိတ်နဲ့နောက်ပေါင်း9ဆိုတာသူစကြတယ် အဲ့တော့အဲ့လေအပိတ်နဲ့နောက်ပေါင်း9ဆိုတာကိုစကြလို့အဲ့ဒီနောက်ပေါင်း9ဒီ2005ခုနှစ်မှာနောက်ပေါင်း9ကို54ဒီ54အတွဲအငိမ့်လိုက်ပြုတ်မနေเนาะနောက်ပေါင်း9စကြရင်54ရ54အတွဲကြမယ်ဆိုပြီးကျွန်တော်ပြောခဲ့တယ်ပြောတော့အဲ့ဒီ4ဒီအဲ့ဒီနှစ်တည်းမှာဈာတဲ့4နောက်ပိတ်လုံးလုံးပြောက်တာဒီရောက်မှထွက်တာနှလုံးမြောက်4နောက်ပိတ်ထွက်တော့เนาะအဲ့ဒီနှလုံးမြောက်4နောက်ပိတ်ဒီတစ်ထိတ်စီးရဲ့နှစ်ပွဲကြုံမှာ အဲ့တိထိတ်စီနှစ်ဘွဲကြောင့်မှထွက်တော့အဲ့ဒီတိထိတ်စီရဲ့အောက်နှစ်ဘွဲကြောင့်မှလေးနောက်ပိတ်၃ခါတိအထိတ်လို့ရှိနော်၄၃ဆိုတဲ့ကဏ္ဍလေးဒီနှစ်ပင်ကျော်တိထိတ်စီရဲ့မြင်းကုံမှာ၄၃တိလို့ထွက်၄၃တိလို့၄၃တိလို့ဒဲထွက်တယ်နော်ပထမကတ်မှာငါးနောက်ပိတ်နှလုံးမြောက်ကဏ္ဍဒီ၅၈၉ကို၅၈၉လို့နောက်ကနေလှမ်းပြီးထွက်တာနော် 58955ကိုလို့ထွက်တယ်431ကို431လို့ထွက်တယ်เนาะထွက်တယ်ဟုတ်ပြီအဲ့တော့အဲ့ဒီလို့ထွက်တယ်ဆိုရင်ကျွန်တော်တို့ကအခု2015ခုနှစ်ထဲမှာနောက်ပေါင်း9เนาะဒီမှာနောက်ပေါင်း9ရှိတယ်မဟုတ်ဘူးเนาะခွန်ခလဲတိုင်းနဲ့အပူခွားရဲ့အောက်မှာနောက်ပေါင်း9 3နောက်ပိတ်နဲ့9ပဲအဲ့ဒီ3နောက်ပိတ်နဲ့9ဒီ 2025ခုနှစ်ထဲမှာနောက်ပေါင်း6လို့စကြရင်63အတွဲနဲ့ကြမယ်လို့ကျွန်တော်ပြောခဲ့ပါတယ်နော်ဒီမှာတည်းကပြောခဲ့တာဒီမှာလည်းဒီနေရာမှာလည်းအောက်ခဲ့တယ်မထွက်လာဒီရောက်မှထွက်တယ်ထွက်တော့အဲ့ဒီ63လို့ထွက်တယ်3နောက်ပိတ်ကလေးဒီအဲ့ဒီနှစ်ထဲမှာနှလုံးမြောက်3နောက်ပိတ်လို့သူကြမယ်ဆိုရင်နော်တစ်ထိတ်စီဒီမှာလည်းတစ်ထိတ်စီရှိတယ်နော်ဒီမှာမထွက်သွားဘူးပြီးခဲ့တယ်ကွာထွက်သွားခဲ့ရင်တော့3နောက်ပိတ်ကျွန်တော်ခံရအောင်ပါ အဲ့အဲ့ဒီတစ်ထိတ်စီးရဲ့နှစ်နှစ်တော့ငင်းကုန်ပါအဲ့ဒီသုံးနောက်ပိတ်နှလုံးမြောက်ကိုသူချပေးတယ်ကတ်အဲ့တော့အဲ့တစ်ထိတ်စီးရဲ့အောက်နှက်ပွဲကြော်မှာအဲ့ဒီ3လေးကနောက်ပိတ်လို့သူခံပြီးတော့3 9 5ဆိုနှစ်ဦးကနော်နှစ်ဦးမှာကျွန်တော်တို့9ထိတ်စီးရှိတယ်အဲ့တော့ဒီ3ဒီ6ဒီ9 6 3 5ဆိုတဲ့ကဏ္ဍလေးကဒီနေရာမှာကျွန်တော်တို့3 9လို့များထွက်မှာ ဓာတ်ဆိုင်ရကတော့တဲ့ဒီလိုထွက်ခိုင်းတာကျွန်တော်ကတော့မကြိုက်ဘူးအဲ့လိုကိုးထိတ်နေပဲကြာ6 5 3ကြာနော်အဲ့တော့ဒီပွဲမှာ3နောက်ပိတ်ကတော့ညင်းစရာမရှိဘူးနော်ဟုတ်ပြီအဲ့တော့အဲ့ဒီမှာကျွန်တော်တို့ကအဲ့ဒီကဏ္ဍမှာကြာခင်ဒီ9နောက်ပိတ်မှာကြာခင်ပရိတ်လေးနော်၄ပရိတ်9နောက်ပိတ်9ပါဝါ3ညအပိတ်နော်သူကအဲ့လိုထွက်ထားတာရှိတယ် အဲ့ဒီ၄ဘရက်ရဲ့အောက်နှစ်ပွဲကျော်မှာမှเนาะနှစ်ပွဲကျော်ဇောင်းလေးပေါ့เนาะဒီ၄ဘရက်ရဲ့နှစ်ပွဲကျော်ဇောင်းလေးမှာမှအဲ့ဒီ၅ဒီအဲ့ဒီနှစ်ထဲကနောက်ပေါင်းကိုစကြခဲ့တယ်၅နောက်ပိတ်နှလုံးမြောက်၅နောက်ပိတ်ဖြစ်တာပဲเนาะအပြီးခဲ့တဲ့ဘွယ်ကအပေါ်မှာရှေ့ပေါင်း30ဒီလာခါရပါဝါရိုက်มาလာကျွန်တော်လိုက်တွေးသေးတယ်မပေးဘူးမပေးလည်းနေပြီစီတော့เนาะမတတ်နိုင်ဘူးအဲ့ဒုတိယကဒီ၄နောက်ပိတ်ကလေးနဲ့နောက်ပေါင်းကိုဒီ ဒီမှာ၄နောက်ပိတ်နဲ့နောက်ပေါင်း၉လို့စကြလိုက်တော့အဲ့ဒီ၄ပိတ်ကလေးဒီနောက်တက်တဲ့ချိန်၄ပိတ်လို့မကြခင်သူ့ဆောင်နှစ်ပွဲကြောင့်မှာခုနက၄ပိတ်အခုဒီမှာ၃ပိတ်လို့ပဲနော်သူ့ဘောက၆နောက်ပိတ်၆ပါဝါ၁အပိတ်လို့ကစားခဲ့နော်အဲ့လိုကစားခဲ့ပြီးမှဒီနေရာမှာ၄နောက်ပိတ်နှလုံးမြောက်ကဏ္ဍကိုထည့်ထည့်တဲ့ကဏ္ဍဒီ၄၃၁ဆိုတဲ့ကဏ္ဍက၄၃၁လို့ဖတ်တယ်နော်အဲ့တော့၅၈၉ကို၅၈၉လို့ထွက်တယ် ကဲဒါဆိုရင်ကျွန်တော်တို့ဒီမှာ၃နောက်ပိတ်ခွန်ခါရဲ့အောက်မှာ၃နောက်ပိတ်နဲ့နောက်ပေါင်း၉ကိုရိုက်ခဲ့လို့အဲ့ဒီ၃ပိတ်ကလေးဒီငါးစွန်းနဲ့ခုနှစ်မှာ၃နောက်ပိတ်လို့စကြတာနဲ့ဘာ၉နဲ့36အတွဲလိုက်နဲ့ကြတယ်အဲ့အဲ့ဒီ၃လေးဒီနောက်တစ်တစ်ချိန်၃နောက်ပိတ်လို့ကြာချင်းเนาะကျွန်တော်တို့ဒီ၃နောက်ပိတ်ရဲ့မြင်းကိုအောက်မှာ၃နောက်ပိတ်မရှိတော့အဲ့တော့ဒါလေးက၃နောက်ပိတ်နှလုံးမြောက်ကြာမယ်မကြာခင်ဒီနေရာမှာနှစ်ပရိတ်ခွန်အပိတ်ခွန်ပါဝါနှစ်နောက်ပိတ်လို့ဒီလိုက်ခဲ့တယ်เนาะ ရခဲ့တော့အဲ့ဒီကောင်ကိုကျွန်တော်တို့ကသူ့ရဲ့အောက်နှစ်ပွဲကျော်ပေါ့နော်ဒီနှစ်ပွဲကျော်ဇောင်းလေးပါ၃နောက်ပိတ်နှလုံးမြောက်ကနန်းတစ်ကွက်ကျွန်တော်ထည့်ကစားချက်နော်ဟုတ်ပြီအဲ့ပြီးခဲ့တဲ့ပွဲတုန်းကကျွန်တော်ပြောခဲ့ပါတယ်ရိတ်မှန်းတမ်းမှန်း89အတွဲဘယ်လိုတွဲတွဲတွဲလာခဲ့ရင်သူ့အောက်မှာ၃ပိတ်ကျမယ်လို့ကျွန်တော်ပြောခဲ့တယ်နော်အဲ့ကျွန်တော်တို့စာရွက်အစ်တနဲ့မသွားတော့ဘူးဒီကောင်နဲ့ပဲသွားလိုက်တော့မယ်နော်ဒီခါနဲ့ပြင်ကတစ်နှစ်ကျော်အဲ့ဒီတစ်ခါနဲ့ ခွာလေသူ့ရဲ့တနှစ်ကျော်မှာတင်းနောက်ပိတ်ကဒီမှာတလုံးကြရဲ့နောက်ထပ်တင်းနောက်ပိတ်ဒီမှာတလုံးထက်ကြအဲ့ဒီကောင်ကတစ်ခါနဲ့ခွာလေတလုံးဒီမှာဒီမှာတလုံးကြရဲ့เนาะအဲ့နောက်တစ်ခါအဲ့ဒီတင်းနောက်ပိတ်ကအဲ့ဒီမှာအဲ့ဒီတင်းနောက်ပိတ်ကဒီမှာเนาะကျွန်တော်ကိုယ်ရဲ့ရှစ်အတွဲရဲ့အောက်ရှစ်နောက်ပိတ်ရဲ့အောက်မှာအဲ့ဒီတစ်တလုံးကိုကျွန်တော်ကစားခြင်းတာเนาะဒီမှာတော့၃လုံးမြောက်ဖြစ်သွားတယ်ပေါ့เนาะ ဒါပေမဲ့ဒီဘက်ဒုတိယကတ်မှာအတစ်ခါနဲ့ကွာ၄တို့ရိုက်ပြီးတော့သူ့ရဲ့တနည်းကြောင့်နှစ်နောက်ပိတ်ကအဲ့ဒီမှာတလုံးကြတယ်နော်နောက်တစ်ခါနှစ်နောက်ပိတ်ဒီမှာတလုံးကြတော့68အတွဲအောက်မှာကြတယ်နော်အဲ့တော့ကျွန်တော်ဒီဘက်ကမှပြောခဲ့တယ်ပြီးခဲ့တဲ့ဘွယ်က68အတွဲလိုက်ပြီးပြုတ်တယ်နော်အဲ့ဒီနှစ်ထဲမှာပြုတ်ပြီးရင်သူ့အောက်မှာဒါနှစ်နောက်ပိတ်နှလုံးမြောက်ကစားနိုင်နှစ်နောက်ပိတ်နိုင်တယ်ပေါ့ဗျာနော် အပြီးခဲ့တဲ့ပွဲက6ကို6မှာလား6မှာလားဘယ်လိုဖြစ်ဖြစ်6အတွဲလိုက်ကိုကစားပါလို့ကျွန်တော်ပြောပြီးတော့ဒီ site ကိုလည်းကျွန်တော်ပြခဲ့တယ်နော်အဲကျွန်တော်တို့ဒီနေရာမှာ6ကိုနောက်မတွဲဘဲနဲ့6ခွာထားတဲ့အတွက်သူ့ရဲ့အောက်မှာထွက်မဲ့ခဏန်းဒီတစ်ခါခွာ၄ရဲ့တစ်နှစ်ကျော်မှာ၃နောက်ပိတ်နှလုံးမြောက်ဒီမှာတစ်လုံးဒုတိယတစ်လုံးကနေပါနော်ပြီးခဲ့တဲ့ပွဲက6နောက်ပိတ်သွားလို့သူ့အောက်မှာအဲ့ဒီ၃နောက်ပိတ်ကစားနိုင်တယ်နော်အဲကျွန်တော်တို့ဒီကစားခဲ့တဲ့နောက်ပေါင်း6လို့ကြာရင်9နဲ့ကြာတယ်ဒီ9ကဒီ နှလုံးမြောက်9လို့ကြတော့9 8 9ဆိုတယ်9နောက်ပိတ်ရဲ့အကျိန်ပိုင်းမှာထွက်တယ်ပေါ့ဗျာနော်အဲ့ဒီမှာ၄နောက်ပိတ်နဲ့9ဒီ၄နောက်ပိတ်နဲ့9လို့စကြခဲ့လို့အဲ့ဒီ၄ဒီနောက်တစ်ခါ၄လို့နောက်ပိတ်ခဲ့ရင်4 3ဆိုပြီး၄နော်ဒီ၄နောက်ပိတ်နဲ့အကျိန်ပိုင်းမှာထွက်တယ်အဲ့ဒီမှာ3နောက်ပိတ်နဲ့9ခဲ့လို့အဲ့3ဒီ3နောက်ပိတ်လို့ကြာရင်နောက်9နဲ့ကြာတယ်ကြာတဲ့ခဏနဲ့3ဒီနောက်တစ်ကျိန်3လို့ကြာမယ်ဆိုရင်3 9 5ဆိုတဲ့ခဏဒီနေရာမှာထည့်မလား အဲ့ဒီလိုမှမဟုတ်ဘူးဆိုရင်၃နောက်ပိတ်တစ်လုံးပဲပြီးမလားเนาะဒါကွက်ကိုစဉ်းစားเนาะအဲ့ကျွန်တော်ကခုနကဒီ site ကိုကကျွန်တော်ပြောချင်တာကအဲ့ဒီကောင်ကနှိကြီးကသူကတော့နှိကြီးတစ်နှစ်ချော့နဲ့သွားတဲ့ကောင်ဒါမျိုးတွေကလည်းကျွန်တော်တို့ကစားဘူးတဲ့ပြီးခဲ့တဲ့ပွဲကကိုထွက်သွားတာရှိရင်ကျွန်တော်ပြမယ်เนาะအဲ့ကျွန်တော်တို့ဒီကနေ့ပြန်ကြတယ်သူ့ဇောင်းကနန်းဒီ6နှစ်မြောက်9နှစ်မြောက်မှာပြေးပေါက်တော့633ထောင်လာတယ်၃ထိပ်စီနှလုံးရင်ဇောင်းမှာထွက်တယ်เนาะ၉ထိပ်စီအောက်မှာထွက်တယ် တစ်ခါဒီမှာ900ခန်းနဲ့ပြန်냐ကြတယ်သူ့ဆောင်ခန်းနဲ့840 9နှစ်ပြီးတော့6နှစ်မြောက်မှာကြတော့ကိုထေစီအောက်မှာကြတယ်6နှစ်နှစ်လို့ထွက်တယ်နှစ်ထေစီနှလုံးထောင်လာတဲ့ဆောင်းမှာလည်းထွက်တယ်နှစ်မျိုးခွဲထွက်တယ်နော်အဲအခုကျွန်တော်တို့ဒီ693ပြန်ကြထားတယ်သူ့ဆောင်ခန်းနဲ့935ဒီသူကအချိန်ကိုက်နော်ဒီကောင်းနေပြန်ကြအချိန်ကိုက်အချိန်ကိုက်အဲဒီပြန်ကြခန်းကဆောင်းကောင်းဒီကျွန်တော်တို့9နှစ်မြောက်ကို 611လို့တိထဲစီနှလုံးထောင်ထားတဲ့မြင်းကုန်မှာထွက်မယ်ဆိုရင်ဒီဘွဲမှာအဲ953ဆိုတဲ့ကနေထွက်လို့ရတယ်เนาะအဲ့ဒါလေးကိုတစ်ချက်ကျွန်တော်တို့သတိထားဖို့နောက်အဲ့ဒီကိုထိတ်ကအဲ့ဒီကိုထိတ်ကကျွန်တော်တို့ခွန်ဆုံး60 5ဆုံးနဲ့မှာခွန်ဆုံး60 5ဆုံးနဲ့မှာတဲ့เนาะကျွန်တော်တို့66ရှိတွဲเนาะ6နှက်ခတ်အောက်တပွဲတော့မှာကိုထိတ်ပေါ့เนาะဒီ9ထိတ်ကြောင့်ဒီနှလုံးကို9လို့လည်းယူလို့ရတယ်เนาะ တော့အဲ့ဒီမှာတခါဖြစ်တယ်တခါအဲ့ကနေကျွန်တော်တို့ရေကြည့်လိုက်နှစ်၄၆၈၁၀နှစ်သွားလိုက်လို့ရှိရင်၆၆ပြီးတော့၆၅လို့ရှေ့တွဲကြတယ်ငါးထိပ်စီရဲ့ဇောင်းပါပဲကြတယ်အဲ့ဒီ၆ရဲ့နက်ကကိုးထိပ်တာလားပေါ့နော်ဒီငါးနောက်ပိတ်ကြောင့်ဒီထိပ်နှလုံးကငါးတာလားနော်ဒီမှာလဲကိုးထိပ်စီကိုးခွန်ကိုသူအခွားတွေကြီးထွက်တာနော်ဒါမျိုးတွေကြီးထွက်တယ်ဒါပေမဲ့ကျွန်တော်အဲ့မှာတော့မယူတော့ဘူးထားလိုက်တော့အခုသူကနေကျွန်တော်တို့နှစ်၄၆၈၁၀နှစ်သွားလိုက်ရင်ငါးထိပ်စီရဲ့ဇောင်းမှာ64ရှေ့တွဲကြလို့ 6ရဲ့နှက်ကိုက်ဒီဘွဲမှာ9ထိပ်စီ9ထိပ်နောက်ပိတ်ကြောင့်ဒီနှလုံး5အဲ့မှာကျွန်တော်9တုံညာခွန်ထည့်ထားတယ်เนาะဒါပေမဲ့ကျွန်တော်9ထိပ်တစ်လုံးပဲကျွန်တော်ကစားမှာအဲ့အဲ့ဒီ9ထိပ်ကိုကျွန်တော်953ဆိုတဲ့ခဏတက်ကွက်ဒါဒီဘွဲအတွက်ကိုကျွန်တော်စောင့်နေတာဒီ site ကလေးနဲ့เนาะအဲ့အမကျွန်တော်မိတ်ဆွေတွေကြိုက်ရင်ကစားဒီကဏ္ဍက953ဒီကဏ္ဍကကျွန်တော်ဒုတိယ order မှာပါမယ်